မင်္ဂလာပါဒီနေ့ဆရာမဆက်ပြီးရှင်းပြမှာကဒီနံပါတ်10အဖြေမှန်ရွေးရဲ့နံပါတ်27ပေါ့နော်မနေ့ဟိုပြီးခဲ့တဲ့ဗီဒီယိုမှာ20ထိပ်ပြီးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့27ကစပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်6ဘိုင်း9ဘိုင်းညီများချင်း42ဘိုင်းဆိုရင်ဒီမှာခွက်လက်ကလေးပေးထားတယ်။အဲ့ဒီမှာဒီခွက်လက်တွေချဲရမယ့်ကင်ကဘာဖြစ်မလဲတဲ့။အဲ့တော့ဆရာမတို့စဉ်းစားကြည့်ရအောင်။6ဘိုင်း9ဘိုင်းညီများချင်း 42ပိုင်းဆိုတော့ဒီမှာကွက်လက်ကလေးပေးထားတယ်ဆိုတော့ဒီ6ကနေ42ဖြစ်လာတာဒီဘာဖြစ်လို့လဲဆိုတော့မြောက်လို့ဖြစ်လာတာဟုတ်ပြီနော်အဲ့တော့ဘာနဲ့မြောက်လို့ရှိရင်42ရလဲဆိုတော့6ခုနဲ့လီ42ပိုင်းခြေကို9နဲ့မြောက်လို့ရှိရင်ပိုင်းဝေကိုလည်းဘာနဲ့မြောက်ပေးရမလဲ9နဲ့မြောက်ပေးရမယ်ဆိုတော့9 5လီ35ဒါကြောင့်မလို့ဒီကွက်လက်မှာထည့်ရမယ်ဂိမ်းဒီကငယ်35ဖြစ်တယ် ညပြီနော်နောက်တစ်ခု20ဘိုင်း16ဘိုင်းညီမြချင်းအဲဒီမှာကွက်လက်ပေးထားတယ်ဆိုတော့ကျွန်တော်စဉ်းစားကြည့်မယ်20ဘိုင်း16ဘိုင်းဒီမှာကွက်လက်ရှိတယ်48ဒါဆိုတော့ဒီတစ်ခါကျကျွန်တော်တို့ကပိုင်းဝေကိုကြည့်ပြီးတော့မှစဉ်းစားပေးရမယ်ဟုတ်ပြီနော်ပိုင်းဝေဒီ16ကနေ48ဖြစ်လာတာဒီများလာတာဆိုတော့မြောက်ထားတယ်16 3 48ဟုတ်လား63 48ရေးတင်မယ်33 4ဆို16 3 48 ဟုတ်ပြီပိုင်းဝေကို၃နဲ့မြောက်လို့ရှိရင်ပိုင်းခြေကိုလည်းပဲ၃နဲ့မြောက်ပေးရပါတယ်ဒါဆို၂၃လေးရဘလောက်လဲ60ပေါ့ဒါဆိုရသွားရောအဲ့တော့ကျွန်တော်တို့ဒီ၂၂ရက်အဖြေဒီဘလောက်လဲဆိုတော့ဂန်းငယ်60ဖြစ်တယ်။နားပြီနော်23ကိုကြည့်ကြအောင်။ကိုယ်အစားစနစ်ဤတန်မိုးတူအပိုင်းကိန်းမှာသူကကြတော့ဒီတစ်ခါအစားပုံစံနဲ့ပေးထားတယ်ကိုယ်အစားစနစ်ဆိုပြီးတော့ဒါကိုကျွန်တော်တို့အရင်ဦးဆုံးအပိုင်းကိန်းပုံစံပြောင်းလိုက်ရအောင်။ ဲ့တော့ရှေ့ကတီကိန်းဒီပိုင်းဝေဖြစ်တယ်။စာကိန်းဒီပိုင်းခြေဖြစ်တယ်။ဒါကလေးတို့သိပြီဒါကဲရပြီ၁၂ပိုင်း၉ပိုင်းဆိုရဲဒီအပိုင်းကိန်းရပြီဆိုလို့ရှိရင်ဆရာတို့ဒီအပိုင်းကိန်းကိုမပြောင်းပေးရမလဲအရှင်းဆုံးပုံစံပြောင်းပေးမယ်သူနဲ့တန်မိုးတူအပိုင်းကိန်းကိုပြောင်းပေးမယ်ပြောင်းတော့ဆရာတို့ဒီသူဒီလက်ခုစလုံးကိုစားလို့ပြတ်တဲ့ကိန်းရ၃ရှိတယ်၃၃လီကို၃၄လီစနေဆိုတော့ပိုင်းဝေကိုလည်း၃နဲ့စားလို့ပြတ်တယ်ပိုင်းခြေကိုလည်းပဲ၃နဲ့စားလို့ပြတ်တယ် ဆိုတော့3 3လေးကို3လေးလီစနေဆိုတော့4ဘိုင်း3ဘိုင်းဒီကျွန်တော်တို့ဂျီနံပါတ်23ရဲ့အဖြစ်ဖြစ်တယ်4ဘိုင်း3ဘိုင်းကကြီးရပြီနော်နောက်တစ်ခု24ဘိုင်း sorry 24 5ဘိုင်း3ဘိုင်းညများချင်း25ဘိုင်းဆိုတော့အပေါ်မှာခွက်လက်ကလေးပေးထားတယ်အဲ့ဒီမှာဒီခွက်လက်မှာထည့်ရမယ်ဂိတ်ခွက်လက်မှာထည့်ရမယ်ခင်ရပါတယ်ဆိုတော့စဉ်းစားကြည့်မယ်5ဘိုင်း3ဘိုင်းဒါတွေကလွယ်ပါတယ်ဟုတ်လား ိုတော့ငါးကလည်း15ဖြစ်လာခြင်းဒီငါးအမြောက်3ငါး3လီ15ဆိုတော့3ကိုလည်းပဲဆင်မလို့က3နဲ့မြောက်ပြီးမယ်33လီ95ပိုင်း9ပိုင်းဟုတ်လားဆိုတော့ဒီမှာထည့်ရမယ်ဂိမ်းဒီ9ပေါ့ဂငယ်9ဒါပြီနော်နောက်တစ်ခု၄ဘိုင်းတစ်ဘိုင်းအပေါင်း၆ဘိုင်းတစ်ဘိုင်းဤအဖြေမှာကွက်လက်ဖြစ်သည်ဆိုတော့ဒါကိုတွက်ပေးရပါမယ်၄ဘိုင်းတစ်ဘိုင်းအပေါင်း၆ဘိုင်းတစ်ဘိုင်း အပိုင်ကိန်းတွေပေါင်းမယ်နှုတ်မယ်ဆိုရင်ပထမအောင်ဆုံးမလုပ်ပြရလဲပိုင်းချင်ကြီးပေးရပါတယ်ဆိုတော့ဒါကိုပိုင်းချင်ကြီးမယ်ပိုင်းချင်ကြီးတော့ဆမ်မဘလောက်ထားလို့ရလဲ၄3 4နဲ့အ6 4နဲ့ဆိုပြီးတော့ထားလို့ရတယ်ဟုတ်လားအဲဒါဆိုတော့ပိုင်းချင်ကို3နဲ့မြောက်ရင်ပိုင်းဝေကိုလည်း3နဲ့မြောက်မယ်ပိုင်းချင်ကိုနည်းနည်းမြောက်ရင်ပိုင်းဝေကိုလည်းပဲနည်းနည်းမြောက်မယ်ဆိုတော့၄3 4တက်သုံးလီသုံး6နလီ7နတက်တက်နလီအာ2တက်လီ2တက်နလီ2ပေါ့နော်ကဲတော့ပေါင်းလိုက်မယ် ပိုင်းကျင်ဆက်နဲ့၃ရက်နေ့ရဲ့ပေါင်း၅ဆိုတော့၁၂ပိုင်း၅ပိုင်းဆိုတော့ဆမရီရဲ့အဖြေဒီဒီမှာ၁၂ပိုင်း၁၁ပိုင်း၁၂ပိုင်း၅ပိုင်း၂၄ပိုင်း၄ပိုင်း၂၄ပိုင်း၁၁ပိုင်းပေးထားတယ်။အဖြေကခခွေ၁၂ပိုင်း၅ပိုင်းဒါပြီနော်နောက်တစ်ခု၂၆လေးပိုင်း15ပိုင်းကိုအပိုင်းကင်းရောအဖြစ်ဖော်ပြလည်ရင်ကိုလက်ရသည်ဆိုတော့ဆမ်မရိုစီမှာရှိတာက၄ပိုင်း15ပိုင်း ဒါကိုဘာလို့ပြရမလဲအပိုင်ခင်ရောအဖြစ်ပေါ်ပြခြင်းသူ့ကိုစားပေးရပါမယ်15ကို D 4နဲ့စားပိုင်းဝေသည် D ဂိမ်းဖြစ်တယ်ဟုတ်လားဆိုတော့၄တလီ၄၄နဲ့၄၈၄၃၄၁၂၄၄၄၆ကမရအောင်ဆိုတော့၄၃၄၁၂ကျန်တာက၅ရက်နဲ့ကွန်းတော့၃ဟုတ်လားဆိုတော့ဆရာမတို့ရတဲ့အဖြေကိုရေးကြည့်မယ်၃ဒီရှေ့ရလာမယ်၃နော်အာဒီက စားကိန်းဒီလေးလေးရပိုင်းချီမာလာမယ်အကျဉ်းသုံးဒီပိုင်းဝေမာလာမယ်ဆိုတော့၃၄၃ပိုင်းအဲ့တော့ကျွန်တော်ရဲ့အဖြေဒီကငယ်၃၄ပိုင်း၃ပိုင်းဖြစ်တယ်ရပြီနော်နောက်တစ်ခုနံပါတ်29တလီတာဆန်တော့ခွဲတစ်ခွဲစီတွင်ဖြော်ရည်၃ပိုင်း၂ပိုင်းလီတာနဲ့နွားနိုး၂ပိုင်း၂ပိုင်းလီတာအတိအသင့်ရှိရဖြော်ရည်ကနွားနိုးထက်ဘလောက်ပိုများတယ်လဲအဲ့တော့ကျွန်တော်ပြန်ကြည့်ကြည့်မယ်နော် ကျွန်တော်စီမှာရှိတာဒီတလီတာဆန်းတဲ့ခွက်ထဲမှာ ဖြောရည်က3ပိုင်း2ပိုင်းလီတာရှိတယ်။နွားနို့က2ပိုင်း2ပိုင်းလီတာရှိတယ်။ဟုတ်ပြီအဲ့ဒီနှစ်ခုထဲမှာဖြောရည်ကများပါတယ်တဲ့။ဖြောရည်ဒီနွားနို့ထက်ဘလောက်များသလဲဆိုတော့ဖြောရည်မှာဒီ3ပုံပုံရင်း2ပုံရှိတယ်။နွားနို့ဒီ2ပိုင်း2ပိုင်းရှိတယ်ဆိုတော့များရကလည်း2ရောက်ဆိုတော့နှုတ်ပေးလိုက်ရုံပဲ။ဟုတ်လား။ဘလောက်ပုံများသလဲလို့သိချင်တော့နှုတ်ပေးမယ်။ဆိုတော့3ပိုင်း2ပိုင်းထဲကနေ2ပိုင်း2ပိုင်းကိုနှုတ်။ဟုတ်သလား။ဆိုတော့ပိုင်းချင်ကြည့်မယ်။ 6346နဲ့346ပိုင်းဝေကိုလည်းလှိမ့်နေမြပိုင်းဒီကပိုင်းဝေကို3နဲ့မြ346 6 3346ဆိုတခါလေးရေးလိုက်မယ်6နဲ့နဲ့လေးက4ဆိုတော့4အနုတ်134က3ဆိုတော့အနုတ်3ဆိုပြီးရေးလိုက်မယ်ဒါဆိုဘယ်လောက်ကျန်လဲဆိုတော့6ပိုင်း2ပိုင်းကျန်4တရက်1ကိုလို့တော့အာဒီ sorry 4တရက်3ကိုလို့တော့1ဆိုတော့6ပိုင်း2ပိုင်းလီတာဆိုတော့ဂါကြီးအဖြေရသွားရောဟုတ်ပြီနော်နောက်နံပါတ်28နေ့25ပိုင်း နေ့15ပိုင်း9ပိုင်းနဲ့နေ့18ပိုင်း9ပိုင်းတို့ကိုနိုင်ရှင်လျင်ထည့်ရမိတင်ကြီးတာ။ဆမ္မတ်နိုင်ရှင်မှာကနေ့15 12ပိုင်း9ပိုင်းနဲ့နေ့18ပိုင်း9ပိုင်းကိုနိုင်ရှင်မယ်။ဒီမှာထည့်ရမယ်တင်ကြီးတာဒီ the greater than less than uh, equal divided to by အဲ့ဒီအတခုပေါ့နော်။အဲ့တော့အဒီနှစ်ခုကိုနိုင်ရှင်တဲ့အခါမှာဒီနေ့ရဲ့နေ့ရဲ့ကတူတော့ဆမ္မတ်တို့ကိုနိုင်မရှင်မယ်နဲ့ဒါကိုပဲနိုင်ရှင်လိုက်လို့ရတယ်။ ဟုတ်ပြီနော်ကိန်းရောတွေမပြောင်းတော့ဘူးပေါ့လားဆိုတော့၁၂ပိုင်း၅ပိုင်းရယ်၁၈ပိုင်း၇ပိုင်းရယ်ကိုနိုင်ရှင်ဖို့အတွက်ပထမအဦးဆုံးလုပ်ရမယ့်အလုပ်ကဘိုင်းချိန်ညှိပေးရမယ်ဆိုတော့ဘိုင်းချိန်ဒီဘယ်လောက်ထားလို့ရလဲဆိုတော့၁၂နဲ့၄၄၁၂၃၄၃၆ဟုတ်လား၁၈ကြတော့၁၈နဲ့၄36ဆိုပြီးတော့ကျွန်တော်ဘိုင်းချိန်ကို36ထားလို့ရတယ်ဘိုင်းချိန်တူမှပဲဒီဘဲအပိုင်းကိန်းဒီကြီးတယ်ငယ်တယ်ဆိုတော့ဘိုင်းဝေကိုကြည့်ပြီးဆုံးဖြတ်မှာဟုတ်လားကြည့်တာဆိုတော့ငါ ငါ့ကိုလည်းပဲဗာနဲ့မြောက်လဲ၃နဲ့မြောက်မယ်။ဒီက၁၈ပိုင်း၇ပိုင်းဖြစ်တဲ့ပိုင်းဝေ၇ကိုလည်းပဲ၄နဲ့မြောက်မယ်။ဆိုတော့၅၃၄၅ခုနှစ်နဲ့လေးက၁၄။ကဲဘုရားပူကြီးလဲဆိုတော့36ပိုင်း15ပိုင်းကပူကြီးတယ်။ဟုတ်လား36ပိုင်း15ပိုင်းပူကြီးတယ်ဆိုတာဘယ်အပိုင်းကြီးရကြီးတာလဲ။12ပိုင်း5ပိုင်းဆိုတဲ့ဒီအပိုင်းကြီးကပူကြီးတာပေါ့။ ဟုတ်လားဆိုတော့72ပိုင်း5ပိုင်းဆိုတဲ့အပိုင်းကိန်းဒီ78ပိုင်း9ပိုင်းဆိုတဲ့အပိုင်းကိန်းထက်ကိုပို့ပြီးတော့မှကြီးပါရဲ့တဲ့ရပြီနော်အဲ့တော့ကလေးတို့သိထားရမှာဒီအပိုင်းကိန်းနေနိုင်ရှင်တဲ့အခါမှာအဓိကဒီပိုင်းခြေညှိပေးပြီးတော့မှပိုင်းဝေကိုကြည့်ပြီးနိုင်ရှင်ဖို့လိုပါမယ်ဟုတ်ပြီနော်နောက်တစ်ခု54ပိုင်း36ပိုင်း54ပိုင်း36ပိုင်းညီများချင်း 3ပိုင်းဆိုတော့ဒီကအပိုင်းကိန်းကိုဆံမတော်ကစဉ်းစားရပါမယ်။ကဲ54ရနဲ့3ဖြစ်လာခြင်းဒီမလုပ်ထားရလဲဆိုစားထားတာပေါ့။အဲ့တော့ဘာနဲ့စားထားသလဲ။54ကိုဘာနဲ့စားရင်3ရလဲဆိုမသိလို့ရှိရင်တော့ပြန်စားလိုက်။ဟုတ်လား။ကလေးတို့အတွက်လွဲတဲ့နည်းနဲ့ဆံမပြောပြမယ်။3တက်လေး3ဆိုတော့2ကျန်24။3ရှစ်လေး24ဆိုတော့3ညအဲ့တော့78အဲ3လေး54ရသွားရောဟုတ်လား။78 3လေး54အဲ့တော့ဆံမတော်ကဒီလိုမသိတဲ့ အနေထားပါနော်ဆက်ရှစ်အလီတော့ကလေးတို့လည်းမရတဲ့အတွက်ကြောင့်မို့ဆက်ရှစ်သက်လေးဆက်ရှစ်ဆက်ရှစ်နယ်လေးတွေမသိဘူးဆိုရင်စားလိုက်၃ကို50လေးနဲ့စားလိုက်တော့ဆက်ရှစ်ရတယ်ဒါဆိုရင်ဆက်ရှစ်ကိုအဲဒီဆက်ရှစ်ကနေပြီးတော့54ကိုစားလိုက်တဲ့အခါမှာ3ရတယ်။ဒါဆို36ကိုလည်းဘာနဲ့စားမှာလဲဆက်ရှစ်နဲ့စားမှာပေါ့။အဲ့တော့ဆက်ရှစ်နဲ့စားတော့ဆက်ရှစ်တလေဆက်ရှစ်ဆက်ရှစ်နဲ့လီ36ဆိုတော့3ပိုင်း2ပိုင်းဆိုအဖြစ်ရတယ်။ပိုင်းဝင်မှာထည့်ရမယ့်ဂိမ်းဒီပါလဲဆိုတော့1ပေါ့ကကြီး1 ညာပြီနော်နောက်တစ်ခုနံပါတ်3ဒါလေးတွေပြောစရာလည်းကောင်းပါတယ်ဟုတ်လားသင်ခန်းစာပြီးသွားတဲ့အချိန်ကျတော့ဒီလိုမျိုးလေ့ကျင့်ခန်းလေးလုပ်လိုက်လို့ရှင်ကိုယ့်အတွက်လည်းအများကြီးဟိုစာမေးပွဲအတွက်ပြင်ဆင်မိတာဖြစ်သွားတာပေါ့နော်နောက်တစ်ခုကကျတော့30 5ပိုင်း3ပိုင်းညီမြချင်း12ပိုင်းမှာခွက်လက်ဆိုတော့3ကနေဆက်မလို့12ဖြစ်လာတယ်ဆက်မလို့ခန့်မှန်းခြင်းနဲ့ ဒီကပိုင်းခြေကိုခမန်းခြေပိုင်းဝေကိုကြည့်ရလိမ့်မယ်နော်အဲ့တော့၃ကနေစနစ်ဖြစ်လာတာဒီ၃လေးလီစနစ်လေးနဲ့မြောက်လို့ဖြစ်လာဒါကြောင့်မလို့ပိုင်းခြေကိုလည်းပဲဘာနဲ့မြောက်ပေးမလဲလေးနဲ့မြောက်ပေးမယ်ပေါ့အဲ့တော့၅လေးလီက20ဆိုတော့ပိုင်းခြေမှာထည့်ရမယ့်ဂိမ်းဒီပါလေ20ဆိုတော့ဂါငယ်20ဆိုပြီးတော့ရသွားလိမ့်မယ်37အပြည့်ဂိန်းတိုင်းအောက်တွင်ပိုင်းချေဝက်လက်ရှိသည်ဒီဟာကတော့ဒီမိကွန်းသည်အခန်း30မဟုတ်ဘဲနဲ့သူကအဒီ7နှစ်တို့73တို့တည်းအဖြစ်နိုင်တယ်ဟုတ်ပြီနော် ဆိုတော့ဆရာမလည်းဒီမှာရေးမိသွားတယ်ဆိုတော့သူ့တခါလည်းပဲရှင်းလိုက်မယ်အဲ့တော့အပြည့်ဂိမ်းတိုင်းဆိုတော့ဥပမာနှစ်ရှိတယ်။နှစ်ဆိုတဲ့အပြည့်ဂိမ်းတိုင်းမှာပိုင်းချေသည့်တစ်ရှိတယ်။ဒါကိုသိရမယ်။ဘယ်အပြည့်ဂိမ်းမဆို။ငါးဆိုတဲ့အပြည့်ဂိမ်းဆိုရင်လည်းတစ်ရှိမယ်။၆ဆိုရင်လည်းပိုင်းချေတစ်ရှိမယ်။ခုနှစ်ဆိုရင်လည်းပိုင်းချေတစ်ရှိမယ်။ဟုတ်ပြီနော်။ဆိုတော့ဒါတော့ဗာလေပိုင်းချေသည့်အမြဲတမ်းအဒီအပြည့်ဂိမ်းတိုင်းအပြည့်ဂိမ်းတိုင်းရဲ့ပိုင်းချေကတစ်ပဲ။ဒါသိထားရမယ်ဟုတ်ပြီနော်။နောက်ကအခန်းနေမှာပါမှာပါ။ဆိုတော့32ကိုသွားမယ်။ နောက်တစ်ခုက38ပိုင်း16ပိုင်းဆိုတော့အပိုင်ကင်းရနေဒီဘက်မှာသူ့ရဲ့တံပိုးတူအပိုင်ကင်းလေးတစ်ခုရှိမယ်။ကဲစဉ်းစားကြည့်မယ်။ဆင်မရပိုင်ခြေကိုလိုချင်တာဒီမှာပိုင်းဝေဒီ16ကနေ၄ဖြစ်လာ။ဆိုတော့နဲသွားတာနဲသွားတာဆိုတော့စားထားတယ်။ကဲဘာနဲ့စားရင်၄ရလဲ။၄နဲ့စားရင်၄ရတာပေါ့။၄၄၄16။နောက်ဆို28ကိုလည်းပဲဘာနဲ့စားပေးမလဲ။၄နဲ့စားပေးမယ်။၄ လေးခုနလေး message ဆိုတော့ဗာရလေခုနရမယ်ဗောဒီတော့သူ့ရဲ့အဖြေဒီခါခွေခုနဲဆိုမြရသွားပြီ33ဝင်ချိမယ်14ရက်စား16ရက်အဖြေကိုအပိုင်းကိန်းဖြစ်ပေါ်ပြလေးကိုလက်ရတယ်အဲ့တော့ကလေးတို့အနေနဲ့ဆရာမရှင်းပြထားတာကိုနောက်မှကြည့်ပြီးတော့မှအဖြေခံမှန်းချင်တယ်ဆိုရင်အဖြေကိုတစ်ခါလေးရေးထားရေးထားပြီးပြီဆိုလို့ရှိရင်ဆရာမရှင်းပြတဲ့ချိန်မှပြန်တိုက်ကြည့်လိုက်ဟုတ်ပြီနော်အဲ့တော့14ရက်အစား16ဆိုတော့14ဖြစ်တဲ့တိကိန်းဒီပိုင်းဝင်မှာလာမယ် 16ဖြစ်တဲ့စာကိန်းဒီပိုင်းချိန်မှာလာမယ်ဆိုတော့14 14ကို16နဲ့စားတဲ့ဒီအစားရဲ့အဖြေဒီအပိုင်းကိန်းနဲ့ပေါ်ပြမှာဆိုသူ့ကိုအရှင်းဆုံးပုံစံပြောင်းလို့ရတယ်အဲ့တော့ဒီနှစ်ခုလုံးကိုစားလို့ပြက်တဲ့ကိန်းဒီနှစ်ပဲဆိုတော့သူ့ကိုနှစ်နဲ့စားလို့ရတယ်သူ့ကိုလည်းပဲနှစ်နဲ့စားလို့ရတယ်ဆိုတော့နှစ်9 4 4နှစ်8 4 16ဒီဒီအပြင်မရတော့ဟုတ်လား ဲ့တော့ရှမဒီမာမီကွန်ကမားနေလောက်ပြီပေါ့နော်ဒီဟာက14မဟုတ်ပဲနဲ့24ဖြစ်နိုင်ခြင်းရှိပါတယ်ဆိုတော့24ကို16နဲ့ဒီစားပေးရမယ်အဲ့တော့24ကိုဒီ16နဲ့စား24နဲ့ဆိုလို့ရှိရင်ဆမဒီအဖြေတွေမရတော့8ပိုင်း9ပိုင်းဆိုပြီးသွားရောဟုတ်လားသူ့ကိုဆက်ပြီးတော့လည်းစားလို့မရအောင်အပိုင်းကင်းရောနဲ့လည်းပြလို့မရတော့အဲ့တော့ဆမဒီမာရေးတာမကောင်းမနိုင်နဲ့24စား16ဆိုတော့ ဒီနောက်ခုစလုံးကိုစားလို့ပြတ်တာဒီ8416 8324ဆိုပြီးတော့အာ8324 8416ဆိုတော့နှစ်ပိုင်း၃ပိုင်းပိုင်းဝေက၃ဖြစ်နေတော့သူ့ကိုဆရာမတော်ဘာနဲ့စားမလဲနည်းနည်းစားလိုက်ပိုင်းဝေကြည့်လို့ရှိရင်စားပေးပြီးတော့မှအပိုင်းကင်းရောနဲ့အဖြေထုတ်ပေးရမယ်ဟုတ်လားဆိုတော့နှစ်တလီနဲ့ဆိုတော့တက်ကြံမယ်အဖြေဒီသူ့ကိုရေးတဲ့အခါမှာရှေ့အပေါ်ကစားလက်ကိုရှေ့ရရေးမယ်ဒီပိုင်းခြေကတော့နှစ်ပဲဆိုတော့အကျွင်းဒီ ပိုင်းဝင်มาလာရေးမယ်တစ်နှစ်ပိုင်းတစ်ပိုင်းဆိုပြီးတော့ရသွားမယ်ဟုတ်ပြီเนาะအဲ့တော့အဲ့ခါကျတော့ summary အဖြစ်အဒီမှာရှိမယ်တစ်နှစ်ပိုင်းတစ်ပိုင်းခုနလိုမျိုး၁၄နဲ့ဆိုရင်เนาะ၈ပိုင်း၇ပိုင်းဆိုဒီနေရာမှာနောက်ထပ်တွက်လို့မရတော့ဟုတ်ပြီလား34 34ကိုကြည့်အောင် 34ရကြတော့24ပိုင်း18ပိုင်းညီမျှချင်းဆိုပြီးတော့မှပိုင်းဝေဒီကိုရှိတယ်24ပိုင်း18ပိုင်းပိုင်းဝေကိုဆမဒီမှာတရားကိန်းကိုလူချင်းတယ်ဆိုတော့18ကနေကိုဖြစ်လာတာဒီနဲသွားတာဆိုတော့စားထားတယ်18ကိုဘာနဲ့စားရင်ကိုရလဲနှစ်နဲ့စားရင်ကိုရတယ်နှစ်ကိုလီ18ဆိုတော့နှစ်ကိုလီ18ဆိုတော့ဆရာမတို့24ကိုလည်းပဲဘာနဲ့စားမလဲနှစ်နဲ့စားမယ်နှစ်24ပေါ့အဲ့ခါကျတော့ဒီမှာပိုင်းချီမှာထည့်ရမယ်ဂိမ်းဒီဘာဖြစ်မလဲ7 အဲ့တော့ဒီမှာဒါတော့နောက်ထပ်အရှင်းဆုံးပုံစံပြောင်းလို့တော့ရသေးတယ်။ဒါပေမဲ့မေးတဲ့မေးခွန်းဒီဒီလိုပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာ၁၄ရနေပြီးတော့ဒီမှာဖြစ်လာပါသည်စနစ်။ဟုတ်ပြီနော်။အဲ့တော့ဆက်ရှိကိုနှစ်နဲ့စား9 2948 24ကိုနှစ်နဲ့စားစနစ်စနစ်နဲ့လေး24။အဲ့ဆိုတော့အဖြေကခန့်ငယ်စနစ်ဆိုလို့ရမယ်35။၅ဘိုင်း၃ဘိုင်းညီမချင်း ဆက်နှစ်ပိုင်းဆိုတော့ဒီမှာရှိမယ်။ကဲ၃ကနေဆက်နှစ်ဖြစ်လာတာဒီမြောက်လို့ဘာနဲ့မြောက်လေးနဲ့မြောက်လေးတော့လေး၁၂ဒါဆို၅ကိုလည်းပဲလေးနဲ့မြောက်လေး၅လေး20ဆိုတော့အဖြေဒီ20ရမယ်။ပိုင်းရှိမှာထည့်ရမယ်ဂိန်းက20ငါးလေးလီ20ရပြီနော်။ဟုတ်ပြီဆိုတော့ဆရာမတို့ဒီ35ထည့်ပြီးသွားပြီ။နောက်ကဒီအခန်း30ရဲ့အဖြေမှန်ကြီးတွေကိုနောက်ဗီဒီယိုမှာဆက်ပြီးတော့သင်ပေးမှာဖြစ်ပါတယ်။ ခုလိုဆုံးထိနာထောင်ပေးတဲ့အတွက်ကျေးဇူးများရည်တင်ပါတယ်ရှင်။စာရကြပါစေလို့ဆင်မဆွတောင်းပေးလိုက်ပါရစေ။